ကျောက်တော်မြို့နယ်ဇင်းခါရှိကြီးွာမှာမိုးကျုပ်ပစ်ခံရလို့မိကလေးငယ်တယောက်အပါအဝင်၃ယောက်သေဆုံးပြီးကလေးငယ်၂ယောက်အပါအဝင်၃ယောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သတင်းရရှိပါရယ်။သေဆုံးသွားသူတွေကတော့အဲ့ဒီကြီးွာကမိုးကျုပ်ကြောင်တက်နေတဲ့မမြယုဝတီခိုင်၄နှစ်ကျော်ဒေါ်လှကြညို82နှစ်နဲ့ဦးဦးတောင်းကျော်အသက်60နှစ်တို့ဖြစ်ကြပါရယ်။ဒဏ်ရာရရှိသွားသူတွေကတော့အဲ့ဒီကြီးွာက Grade 1တက်နေတဲ့မောင်ကြည်စင်လင်း6နှစ်ကျော် ဂရိတ်တူတက်နေတဲ့မောင်နိုင်အောင်ကျော်၈နှစ်ကျော်နဲ့မောင်ထွန်းနေလင်း၁၈နှစ်တို့ဖြစ်ကြပါရယ်။သူတို့၆ယောက်ဟာမိသားစုဝင်တွေဖြစ်ကြပြီးတော့မနေ့ကမေလ၁၃ရက်နေ့ညနေ၃နာရီခွဲလောက်မှာဦးဦးတောင်းကျော်ရဲ့နေအိမ်ရှိဝင်ဝအင်ခေါမိုးစွန်းနားမှာရှိနေကြရှင်။မိုးကြိုးတစ်ကြိမ်ပြစ်ခတ်ခြင်းခံရတာဖြစ်တယ်လို့ဒဏ်ရာရရှိသူမောင်ကျေစင်လင်းရဲ့ဆွေမျိုးဖြစ်သူအမျိုးသမီးတစ်ယောက်ကနရီစရာသတင်းဌာနကိုပြောပါရယ်။တည်ဆုံသွားရတဲ့သူတွေက ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတာတွေတော့မရှိဘဲဒီအတိုင်းပဲလေးကျသွားကသေဆုံးသွားရတာဖြစ်တယ်လို့လေသူကဆက်ပြောပါရယ်သေဆုံးသူ၃ယောက်အထက်ကဦးဦးတောင်းကျော်ရဲ့ဦးကောင်းမှာသွေးစအနေငယ်ထွက်ပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ကျန်တဲ့သေဆုံးသူ၂ယောက်မှာတော့ထိခိုက်ဒဏ်ရာတစ်စုံတရာမရဘဲသေဆုံးသွားခဲ့တာဖြစ်တယ်လို့ဆိုပါရယ်